အစိုးရတခုကသူ့ဘာသာသူပြန်တိုက်ခိုက်နေတယ်ဆိုရင်ဘာရီဖြစ်လာနိုင်မလဲ။ကဲဒီနေ့တော့မျက်နှာစာတစ်ခုမှာအကြက်အတဲနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံတနိုင်ငံရဲ့အခြေအနေကိုလေ့လာကြည့်ကြပါမယ်။ပြီးတွင်းမှာဆိုရင်အစိုးရရန်ဒီယာတခုလုံးကရက်ဆိုင်နေတယ်။ပြီးပေါ်မှာကျတော့စီရေးပရိပခတခုရဲ့အနေအံကလည်းရှိနေပြန်ရော။ဝါရှင်တန်ကဒီအာနာလွန်ဆွဲပွဲကိုအတူတူခွဲချမ်းစစ်ဖြာကြည့်ကြတာပေါ့။နိုင်ငံရေးသမားတွေအာဏာပြိုင်နေကြတဲ့နောက်ွယ်မှာအမေရိကန်ပြည်သူ52သားဟာ တကယ်ကိုကြီးမားတဲ့ချင်းချောက်မှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒါကဘာလဲဆိုတော့သူတို့ရဲ့စာနာရိခတ်အကူအညီတွေရပ်သွားနိုင်တဲ့အခြေအနေပါ။ဒါဟာတာမန်ဂိန်းကနန်တခုမဟုတ်ပါဘူးနော်။နောက်ကနေအတွက်စဉ်းစားပူပိုင်နေရတဲ့မိသားစုတွေ၊ကလေးတွေ၊တက်ကြီးဝယ်ဦးတွေရဲ့ဘဝတွေနဲ့ဆိုင်ပါတယ်။အစိုးရရန်တရားတခုရပ်သွားတာကဘလောက်တောင်အန်တဲကြီးတယ်ဆိုတာကိုဒါကမိမောင်းထိုးပြနေတာပါပဲ။ဒီစကားတခုနဲ့နဲ့ကို ဒီပฏิပတ်ခရဲ့အဓိကပြဿနာကဘာလဲဆိုတာမြင်သာသွားရောဒါကမူဝါဒအပေါ်တတော်ထားကွဲတာမျိုးမဟုတ်တော့ပဲတစ်ဖက်ကိုလက်ညှိုးထိုးပြီးအပြစ်ဖို့တဲ့နိုင်ငံရေးကစားွက်တကူဖြစ်နေပါပြီဖြေရှင်းချက်ရှာဖို့အာရုံမစိုက်ပဲအပြစ်တင်ဖို့ကိုပဲအားဆိုင်နေတာကကွဲပြားမှုတွေကိုပိုနဲ့ရှိုင်းစေပြီးလူတန်းဖောင်းများစွာကိုမရေရာတဲ့အခြေအနေတွေတွင်ပို့ထားသလိုပါပဲကဲဒီချက်တွဲတဲ့ပထမတစ်ပိုင်းစစ်တေအစိုးရယန္တရာရစ်ဆိုင်မှုအကြောင်းကိုဆက်ပြီးအသေးစိတ်ကြည့်လိုက်ကြရအောင် စဉ်းစားကြည့်ပါအရေးကြီးတဲ့ဝန်ဆောင်မှုတွေနဲ့ထောက်ပံ့ကြီးတွေမရေးမရထင်နေတဲ့ချိန်မှာကွန်ဂရက်လွှတ်တော်ကအားလိုက်ရယူထားတယ်ဆိုတော့ဒါကတကယ်ကိုထင်ရှားတဲ့ကွယ်လွှဲမှုကြီးတစ်ခုပဲဥက္ကဋ္ဌဖြူအမတ်တွေအနားယူနေချိန်မှာသူတို့လန်ပတ်ရမယ့်အစိုးရကတွက်ချပါတာလိုက်နေပြီးတာမန်ပြည်သူတွေကတော့အကျိုးဆက်တွေကိုခေါင်းနဲ့ခံနေရတာပေါ့အစိုးရရန်တရရက်ဆိုင်မှုရဲ့တကယ်လက်တွေ့တက်ရောက်မှုကိုနားလည်ဖို့ဆိုရင်လူတွေရဲ့ဘဝပေါ့ဘလို့ထိခိုက်သွားလဲဆိုတာကိုကြည့်ဖို့လိုပါတယ် ဒီတော့ဒီအချက်တဲရဲ့အဓိကငင်းပွားရာနေရာတစ်ခုထိလာတဲ့ food stamps လို့လည်းတိကြတဲ့ snack အကျိုးခံစားခွင့်အနေနဲ့ပတ်သက်တဲ့ဥပဒေရေးရာတိုက်ပွဲကိုပဲတည်တည်ကြည့်လိုက်ကြရအောင်ဒီမေးခွန်းကတရားစီရင်ရေးနဲ့အုပ်ချုပ်ရေးမှနိုင်ဒီကြားကဥပဒေရေးရာထိတိုက်တွဲမှုရဲ့အဓိကအချက်ပါပဲဒါရာအာနာထင်းငင်းမှု system ကိုစမ်းတက်နေတဲ့ပုံစံတစ်ခုလိုပါပဲလူတန်းပေါင်းများစွာရဲ့အရေးကကျူတန်းပေါ်ရောက်နေချိန်မှာဘသူကနောက်ဆုံးအဆုံးဖြတ်ပေးပိုင်ခွင့်ရှိတယ်လေအဖြေကတော့ထင်တယ်လို့မရှင်းလင်ပါဘူး ဒီမှာကြည်လိုက်ရင်ရှင်းလင်းလင်းလင်းကိုတွေ့ရမှာပါအစိုးရရဲ့မန်တိုင်တစ်ခုကလုံဝကိုတဲ့တဲ့တိုးတိုင်နေတာတစ်ဖက်မှာတရားသူကြီးကရှင်းလင်းနဲ့အမိတခုထုတ်ထားရဲနောက်တစ်ဖက်မှာတော့အုပ်ချုပ်ရေးပိုင်းကဥပဒေအရအခွင့်အာဏာမရှိဘူးလို့အခိုင်အမာပြောနေပါတယ်ဒါကဖေးစည်းပုံအခြေခံဥပဒေဆိုင်ရာအကြမ်းတဲ့တစ်ခုကိုဖြစ်စေပြီးဒီစီဇန်ကိုမိခိုနေရသူတွေကိုမရေရာတဲ့အခြေအနေမှာထားခဲ့ပါတယ်အဲ့မှာကွန်ဂရက်ဆမစ်စမစ်ကအားကောင်းတဲ့တံပြန်ယုတီတစ်ခုကိုတင်ပြလာပါတယ်သူကလုတ်ပိုင်ခွင့်အာဏာဟာရှိနေုံတင်မကားဘူးအတိတ်ကလည်းသုံးခဲ့ဘူးတဲ့လို့အခိုင်အမာဆိုပါတယ် ဒီချက်ကလက်ရှိငင်းဆန်နေတာဟာဥပဒေအရတကယ်မဖြစ်နိုင်လို့ထက်နိုင်ငံရေးပြူဝါကြောင့်ဖြစ်နိုင်နေဆိုတဲ့အချက်ကိုမိမောင်းထိုးပြလိုက်တာပါပဲ။ဒါကဒီချက်တဲကိုပို့ပြီးရှုပ်ထွေးစီတာပေါ့။ဒီလက်ငင်းအချက်တဲကိုကြည့်ရတဲ့ပိုကြီးတဲ့မြေခွန်းတစ်ခုခေါင်းထဲပေါ်လာပါတယ်။ဝါရှင်တန်မှာဘာလို့အလို့တဲကဒီလောက်တော့မဖြစ်ရတော့လဲဆိုတာပေါ့။အဲ့ဒီမြေခွန်းကကျွန်တော်တို့ကိုဥပဒေပြူရေးဆိုင်ရာအချက်တဲရဲ့အဓိကကျတဲ့နိုင်ငံရေးကိရိယာတစ်ခုဖြစ်တဲ့ filibuster ရှိကိုခေါ်ဆောင်ထားပါတယ်။ဒါဟာပြည်ထောင်စုရဲ့အရင်ခံကြောင်းတရားတွေတဲကတစ်ခုဖြစ်နိုင်ပါတယ်။ ဖီလီဘတ်စတာဆိုတာကြားလိုက်ရင်တော့ရှုပ်ရှုပ်ထွေးထွေးကြီးလို့ထင်ရနိုင်ပေမဲ့သူ့ရဲ့အရန်ခန့်သဘောတရားကတော့ရှင်းရှင်းလေးပါပဲ။ပါတီတစ်ခုတည်းကအရာရာကိုထိန်းချုပ်မတော်နိုင်အောင်တားဆီးဖို့ပြီးတော့နှစ်ဖက်စလုံးကိုတူမီတဲ့အဖြေတစ်ခုရှာဖွေဖို့အားပေးဖို့ပါပဲ။ဆိုလိုတာကဒါဟာအပေးယူလို့ဖို့အတွက်ကိရိယာတစ်ခုဖြစ်တင်တာပေါ့။ဒီမှာပဲဒီပฏิပက္ခတွေကဖီလီပတ်စတန်နဲ့ပတ်သက်တဲ့ပြိုင်ဖက်အမြင်နှစ်ခုကိုတွေ့နိုင်မှာပဲ။ တစ်ဖက်ကကိုယ့်ရဲ့မူဝါဒတွေကိုအလွယ်တကူအတည်ဖြူနိုင်ဖို့ဖေရှားချင်နေတယ်။နောက်တစ်ဖက်ကတော့ညှိနှိုင်းဆွေးနွေးမှုတွေရှိနေစေဖို့ဆက်ထိန်ထားချင်နေပါတယ်။ဒါကအပေးအယူလုပ်ဖို့ရည်ရွယ်ထားတဲ့ကိရိယာတစ်ခုကိုနိုင်ငံရေးလက်နက်တစ်ခုအဖြစ်ဖလို့ပြောင်းလဲအတုံးချက်နေကြတယ်လဲဆိုတာကိုကွက်ကွက်ကွင်းကွင်းပြသနေပါပဲ။ဒါပေမဲ့ခင်မထားတာတစ်ခုကဖီလီဘတ်စတာကိုဖေရှားချင်တဲ့စန်တာဟာပါတီတစ်ခုတည်းကမဟုတ်ဘူးဗျာ။ Democratic Party ဝင် Congress အမတ် Smith ကိုတိုင်ကတော့အတိတ်မှာဒါကိုဖယ်ရှားဖို့ထောက်ခံပြောဆိုခဲ့ဖူးပါတယ်။သူကတော့ကိုထိရောက်တဲ့အုပ်ချုပ်ရေးအထက်အတားအဆီးတစ်ခုဖြစ်မြင်တာပေါ့။ဒါကလက်ရှိ system အပေါ်ဘလောက်တောင်စစ်ပြက်ကူနေ net shine နေတယ်လဲဆိုတာကိုပြသနေတာပေါ့။ကဲအခုပြည်တွင်းကနိုင်ငံရေးတိုက်ပွဲကနေခဏခွာပြီးပြည်ပနိုင်ငံကြရေးပဋိပက္ခဘက်ကိုလဲကြည့်ကြရအောင်။တွေ့မြင်ရမယ့်အတိုင်းမှာပဲ အုပ်ချုပ်ရေးအာဏာနဲ့ပတ်သက်တဲ့အငင်းပွားမှုဟာအမေရိကန်နိုင်ငံနေနိမ့်အတွဲမှာပဲဖြစ်နေတာမဟုတ်ပါဘူး။နိုင်ငံတကာဝေထီပေါ်မှာလည်းဖြစ်ပွားနေပြီးမင်းဟွန်းအသက်တွေအများကြီးကိုမွေးထုတ်ပေးနေတာပါ။ဟုတ်ပါတယ်။အနာလွန်ဆွဲပွဲဆိုတာနန်နီမိတ်မြင်းဒီနဲ့ကန်တထားလို့မရပါဘူး။ဘီဂျွန်းကပြဿနာတွေကပြပရေးရတဲ့အထိရိုက်ခတ်သွားနိုင်တာပါပဲ။ဒီတော့ဘီနီဆွဲလာမှာဖဲနေတဲ့ပတိပခတ်ကိုကြည့်လိုက်တဲ့အခါအဓိကမေကုံတစ်ခုထွက်လာပါတယ်။ကွန်ကရစ်အမန့်တွေကလည်းဒီမေကုံကိုအလင်းနဲ့မေကုံထုံနေကြတယ်။ အဲ့ဒါကတော့လက်ရှိလှုပ်ဆောင်နေတဲ့စီးရဲလှုပ်ရှားမှုတွေဟာမူလကတည်းကဥပဒေနဲ့ညီညွတ်ရဲ့လားဆိုလားပါပဲတည်ဖြေကဘသူစီကလာတာလဲဆိုတာကိုသတိပြုကြည့်ပါစစ်တပ်ကိုတိုက်ရိုက်ကြီးချက်ရတဲ့ကောမဒီရဲ့အဆက်အမြင်ဆုံးအမက်စီကလာတာနော် သူ့ရဲ့ဒါတရားမဝင်ဘူးဆိုတဲ့စကားလုံးတွေကအခြေအနေကိုချက်ချင်းပဲအရေးကြီးစေပြီးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာမေးပွန်းတွေကိုရှေ့တန်းတင်လိုက်ပါတယ် အခုဆိုရင်ကျွန်တော်ရဲ့အစိုးရရန်တရားရက်ဆိုင်မှုနဲ့ဗင်နီဇွဲလားကစီရဲလို့ရှာမှုဒီအကြောင်းအရာတစ်ခုလုံးကိုချိန်ဆက်ပေးမယ်ဘ ਹੁ အချက်ချကြတဲ့အကြောင်းအရာကိုရောက်လာပါပြီအဲ့ဒါကတော့ဒိုးပွားလာတဲ့သမရအာဏာနဲ့အဲ့ဒီအပေါ်မှာမေဟုံးထုတ်မှုတွေပါပဲဒီနေ့မှာကွန်ဂရက်ရဲ့အထက်ကဝီဖန်ချက်တွေကိုတွေ့နေပါတယ်ပထမတစ်ချက်ကတော့ဥပဒေဆိုင်ရာအကြောင်းကြားချက်ပွင့်လင်းမြင်ထားမှုနဲ့ကြီးချက်မှုကိမဲ့နေတာပါပဲ အဓိကဆွဆွဲချက်ကတော့အုပ်ချုပ်ရေးပိုင်းအားသတ်မှတ်ထားတဲ့လုံထုံးလို့နေတွေကိုကျော်လွှားပြီးတစ်ဖက်သက်ဆောင်ရွက်နေရဆိုတာပါပဲ။ဒါကတော်ဝင်ခံမှုနဲ့ပတ်သက်ပြီးပြင်းထန်တဲ့စိုးရိမ်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒါစကားထဲမှာပြောနေတာမဟုတ်တော့ဘူးနော်။တကယ်ကိုအင်အားကြီးတဲ့စစ်တင်ပေါ်တဲ့လီယန်တင်တင်ပေါ်တဲ့ကဗင်နီဇွဲလာနားမှာတကယ်ရောက်နေတာ။ကျွန်တော်တို့ပြောနေတာကတင်းငယ်တဲ့စစ်စင်ရေးတစ်ခုကြောင်းမဟုတ်ပါဘူး။အငင်းပွားပွဲရဒေတာတစ်ခုမှတက်ဆွဲထားတဲ့အေးပါတဲ့စစ်လက်နက်ပစ္စည်းတွေပါဝင်နေတာမို့ဒီတက်ဖြတ်မှုကတင်းမာမှုကိုတိတိတသာမြင်သက်စေပါရဲ့။ ဒါဆိုရင်သူတို့တကယ်ပါကိုပြင်ဆင်နေတာလေ။ကွန်ဂရက်အမတ်စမစ်ရဲ့တုံသက်ချက်အညောက်ဖိနှိုင်းချက်ရှိတဲ့ရည်မှန်းချက်၃ခုရှိနေပါတယ်။ငွေစေဝါသားစီရဲနဲ့အကြိုင်တဲ့လက်ရှိအစိုးရကိုအပိတိုင်ဖြုတ်ချရေးအချိကျေပြန်းပါတယ်။ရှင်းလင်းတဲ့ထုတ်ဖော်ဖျော်ဆိုထားတဲ့ရည်မှန်းချက်မရှိတာကပဲဒီအခြေအနေကိုခံမရခက်စေတဲ့အဓိကအချက်ဖြစ်နေတာပေါ့။ဒီတော့ဒီအကြောင်းအရာတွေအားလုံးကိုခြုံငုံထူးသက်ပြရဲ့အခါမှာကျွန်တော်တို့အားလုံးအတွက်ခြေကံကြားဆုံးမိဟုံးတစ်ခုကြံခဲ့ပါဗျ။ အစိုးရရဲ့အာဏာထိန်းချုပ်မှုစနစ်တည်ပြပြသွားတဲ့အခါဖြစ်ပေါ်လာတဲ့ကျိုးဆက်တွေအတွက်နောက်ဆုံးမှဘယ်သူကတာဝန်ရှိမလဲ။ဒါဟာနိုင်ငံသားတိုင်းမေးသင့်တဲ့မေးခွန်းတစ်ခုပါပဲ။